ဆိုဦးစရအမြဲတမ်းပြောတယ်တရားဓမ္မတွေကိုတရားဓမ္မတွေစဉ်းစားကြည့်လို့မန္တလေးမဟာမြတ်မဏိဘုရားနဲ့မိမိအိမ်မှာပူဇော်ထားတဲ့စင်တုတော်ဘုရားကတကိုးကြီးမယ်ထင်တော့လို့ဆိုတော်တော်များတော့ဖြေတယ်အရှင်ဘုရားမန္တလေးမဟာမြတ်မဏိဘုရားကတကိုးကြီးတာပါဘုရားရွှေတကုံဘုရားနဲ့ကိုယ့်အိမ်ကဘုရားဘုရားကတကိုးကြီးမယ်ထင်တော့လို့မေးရင်အရွှေတကုံဘုရားကတကိုးကြီးမယ်လို့ဖြေကြတယ်မဟုတ်ပါဘူးเนาะအတူတူပဲအတူတူပဲရွှေတကုံကဘုရားလည်း ဂုံတော်၉ပါးနဲ့ပြည့်စုံတဲ့ဘုရားဖြစ်ပါတယ်မိမိအိမ်မှာပူဇော်ထားတဲ့စင်တုတော်ဟာလည်းပဲဂုံတော်၉ပါးနဲ့ပြည့်စုံတဲ့ဘုရားဖြစ်ပါတယ်ဘုရားတော်တရားမတွေတတိပြုကြမယ်နော်တတိပြုကြမယ်ဒါကြောင့်ဦးဇင်းတို့ဘယ်ဘုရားကတကိုးကြည့်တယ်ဘယ်ဘုရားကတကိုးမကြည့်ဘူးပြောလာခဲ့လို့ရှိရင် လုံးဝမယုံပါနဲ့လက်မခံပါနဲ့ဘုရားအားလုံးသည်တူလားမတူလားဖရားတွေအလုံးကိုစာပေထဲမှာဥဒိဋ္ဌဇေဒီလို့ခေါ်တယ်အလုံးပြောပါဇေဒီလို့ခေါ် အတူတူပဲအတူတူပဲဖရာငဲငဲဖရာကြီးကြီးမြန်မာနိုင်ငံကဖရာဖြစ်ဖြစ်ယိုရီးယားကဖရာဖြစ်ဖြစ်အိုကမ်ဘောဒီးယားကဖရာဖြစ်ဖြစ်ဘယ်ဖရာဖြစ်ဖြစ်ဖရာမသမျှအားလုံးဒီနော်ဂုံတော်၉ပါးနဲ့ပြည့်စုံတဲ့ဖရာဖြစ်ပါတယ်ဟာမြန်မာနိုင်ငံဖရာကဂုံတော်၁၀ပါးယိုရီးယားကဖရာကဂုံတော်၉ပါးအဲ့လိုရှိပါမလားအတူတူပဲအတူတူပဲပို့သွားတာလည်းမရှိဘူးလိုနေတာလည်းမရှိဘူးဖျားအားလုံးအတူတူ ဒါကြောင့်ဥဒ္ဓရဒကာဒကာမတွေကိုယ်အိမ်ကဖះရားကိုအထင်မသေးပါနဲ့တတ်တော်ထင်ရှားဖះရားကိုအာယုံပြုပြီးတော့ပို့ွယ်စီကပ်ပါเนาะတတ်တော်တညာဖះရားလိုအာယုံပြုပြီးတော့တောက်တော်ရေကပ်ပါတတ်တော်ထင်ရှားဖះရားလိုအာယုံပြုပြီးတော့ရှ िख ိုးပါတတ်တော်ထင်ရှားဖះရားလိုသဘောထားပြီးတော့ဆုံးတော်ကပ်ပါတကယ်ဖះရားကိုပူဇော်ရသလိုအကျိုးရှိပါတယ်ဥဇုံတော်မြတ်စွာဘုရားဟောဘူးတဲ့တိတ်ထန်တေနေဘူးတေစားပြီးတမေစိတ်တေတမန်ဖလန်ဥဇုံတော်မြတ်စွာဘုရားဟောဘူးတဲ့ တတ်တော်ထင်ရှားဖရာပဲဖြစ်ဖြစ်တဲ့အသက်မရှိတဲ့ဖရာစင်းတူတော်ဖြစ်ဖြစ်တဲ့တမေစိတ်တွေတမန်ဖလန်စိတ်ထားအတူတူထားနိုင်လို့ရှိရင် အကျိုးအတူတူပဲတဲ့ဖရာဟောတာနော်ဥပစင်ပြောတာမဟုတ်ဘူးဖရာဟောတာတတ်တော်ထင်ရှားဖရာကိုပူဇော်တယ်လို့စင်းတူတော်ကိုလည်းပဲပူဇော်နိုင်မယ်ဆိုလို့ရှိရင် အကျိုးပေးတူတယ်လို့ပြောလားမတူဘူးပြောလား အကျိုးပေးအတူတူပဲတဲ့။ဒါကြောင့်ဦးဇင်းတို့မိမိတို့အိမ်မှာပူဇော်ထားတဲ့စင်တုတော်တွေကိုအယုတ်ထုကိုအာယုံပြုပြီးပူဇော်ရမှာလား။တတ်တော်ထင်ရှားဘုရားကိုအာယုံပြုပူဇော်ရမှာလား။အဲ့လိုဆိုလို့ရှိရင် အကျိုးကသေးမလားအကျိုးကြီးမလား။အေးဒါကြောင့်ဦးဇင်းတို့ဆူတောင်းပြေဖရားဆိုပြီးတကူတကရှားမနေနဲ့ကို့အိမ်ကဖရားလည်းဆူတောင်းပြေဖရားဖြစ်ပါတယ် အလိုတော်ပြည့်ဘုရားလို့တကူးတကချားမနေနဲ့ကိုယ်အိမ်မှာရှိတဲ့ဘုရားလည်းအလိုတော်ပြည့်ဘုရားဖြစ်ပါတယ်အဲ့တော့အလိုပြည့်ခြင်းမပြည့်ခြင်းစုတောင်းပြည့်ခြင်းမပြည့်ခြင်းဒီကေအားလုံးပြောဘုရားစင်တုနဲ့ဆိုင်လားမိမိနဲ့ဆိုင်လားအေးဒါကြောင့်ဦးစလို့စင်တုတော်ကိုရွေးချယ်ရမှာလားမိမိစိတ်ကိုရွေးချယ်ရမှာလားစင်တို့တော်ကိုပြင်ရမှာလားမိမိစိတ်ကိုပြင်ရမှာလားမိမိစိတ်ကိုပြင်ရမှာလားအေးဒါကြောင့်မိမိစိတ်ကိုပြင်